မေကိုမေရှားခွင့်ပြုပါဗျာတရာတရားရဲ့အတိတ်ပဲအပြည့်အစုံကို ရှင်းပြပေးပါဗျာတရာတရားကိုယုံကြည်ခြင်းလို့သိထားပါတယ်ဗျာသာသနာ့ဘကာလတွေမှာတရာတရားဆိုတာဘာကိုတရာတရားထားကြတာပါလဲဗျာဘုရားလောင်းတောထွက်တော်မူတဲ့အခါမှာတရာတရားကဘယ်အရာကိုတရာတရားထားတာပါလဲဗျာအဲ့တော့သာသနာ့ဘတတ်တာလဲသာသနာ့ပြင်တတ်တာပေါ့နော် ဲ့တော့ဦးဇင်းတို့သာသနာအတွင်းတတ်တာကိုအရင်ပြောမယ်။စာပေမှာတော့ရိုးရိုးလေးပဲဖွင့်ပါတယ်နော်။ယေရနာ၃ပါးရဲ့ကံကံရဲ့အကျိုးရဲ့ဒါကိုယုံကြည်တာကိုတတ်တာတရားလို့ခေါ်တာလေ။ဦးဇင်းတို့ဘုရားဆိုတာတကယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်အဲ့ဒီဘုရားဟာလည်းတကယ်သစ္စာ၄ပါးကိုသိတယ်သူကိုယ်တိုင်လည်းတန်တရားကလွတ်ရလွတ်ကြောင်းကိုသိတယ်တတ္တဝါတွေကိုလည်းဟောနိုင်တယ်နော်ဒါကိုယုံတာဒါဘုရားကိုယုံ။ယုံမှုယုံဒီဦးဇင်းကလည်းပြောလိုက်တာနော်။ ဲ့တော့တရားဆိုတာတကယ်ကျင့်ရင်တကယ်အကျိုးရှိတယ်။တန်တရားကတကယ်လွတ်တယ်နော်။ဒါကိုလည်းယုံကြည်တယ်။တော့အရိယာတန်ခါဆိုတာတကယ်ရှိတယ်။မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းတကယ်ကျင့်ကြံလိုက်နာတဲ့အရိယာတန်ခါတွေမဂ္ဂတန်၄ယောက်ဖဂရန်၄ယောက်ဖလထန်၄ယောက်ဆိုတဲ့အရိယာတန်ခါတွေဆိုတာတကယ်ရှိတယ်ဆိုတာကိုလည်းယုံကြည်တာ။နော်သုပ္ပတိဗန္နာစတဲ့ဂုဏ်တော်တွေအာယုံပြုတ်ပေါ့။ဒါကယန္နာ၃ပါးကိုယုံကြည်တာ။နောက်ကံကံရဲ့အကျိုးကိုယုံကြည်တာကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်เนาะ အတိတ်ကကောင်းတာအတိတ်ကလုပ်ခဲ့တဲ့အရာတွေဒီငါ့ရဲ့ငါ့အတွေ့ပစ္စုပန်မှာအကျိုးပေးနိုင်တယ်ပစ္စုပန်ငါလုပ်တဲ့အရာတွေဒီအနာဂတ်မှာအကျိုးပေးနိုင်တယ်ဆိုတော့ကံကံရဲ့အကျိုးကိုယုံကြည်တာဒါသာသနာအတွင်းမှာယုံကြည်တဲ့တတ်တာကိုပြောတာနော်အဲ့တော့သာသနာပမှာကြတော့ယန္တသုံးပါးမရှိဘူးနော်ဘုရားတရားတန်ခါမပေါ်ဘူးအဲ့တော့ဘာလဲဆိုတော့ဦးဇင်းတို့ဘုရားလောင်းတွေကသာသနာပမှာကုသိုလ်ပြုရင်ကံကံရဲ့အကျိုးကိုပဲအားပြုရတော့တာအဲ့တော့ကမ္မဝါဒီယသိတွေဆိုတာ တာသနာပမှာလည်းရှိတယ်။ကံကိုယုံတဲ့ယတိတွေနော်။ဒါကြောင့်ဦးဇင်းတို့ဦးဇင်းတို့ဘုရားလောင်းဆိုကြည့်လေ။ဘဝတွေမှာတော်တော်များများဆိုလို့ရှိရင်တောထွက်တာများတယ်။တောထွက်ပြီးတော့တရားဓမ္မကျင့်ကြံတယ်။ဒီလောကီစည်းစိမ်တွေဟာငါ့အတွက်အကျိုးမများဘူးနော်။အဲ့တော့တန်တရားတွေအကျိုးများမဲ့ကိစ္စကိုငါလုပ်မယ်ဆိုပြီးတော့เนาะဒီတန်တရားကိုယုံကြည်တယ်ဟုတ်လားအေးအတိတ်ဘဝတွေအနာဂတ်ဘဝတွေကိုကံကံအကျိုးကိုယုံကြည်တယ်ဒါဒါသာသနာပမှာယုံကြည်တဲ့တတ်တာကိုပြောတာเนาะ